မင်္ဂလာမနက်ခင်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်မေလ18ရက်နေ့ Radio NUG ရဲ့မနက်ခင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ပူပူပါ ထမဦးစွာတရင်မှန်ကိုဖုံးကွယ်လိညာနေကြတဲ့စစ်တပ်လော်ဘီများအားလုံးကိုဥပဒေနဲ့အညီအပြစ်ပေးရေးယူဆောင်ရွက်မယ်လို့ NUG ကြေညာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရင်မှန်ကိုဖုံးကွယ်လိညာနေကြတဲ့စစ်တပ်လော်ဘီများအားလုံးကိုဥပဒေနဲ့အညီအပြစ်ပေးရေးယူဆောင်ရွက်မယ်လို့ NUG ကကြေညာထုတ်ပြန်ပါတယ်။တပင်းရေးစတင်ကြောင်လေကြောင်တိုက်ခတ်ခံရမှုအပါအဝင်အကြမ်းဖက်စစ်တပ်ကျူးလွန်နေတဲ့ဆရာဆွဲမှုများနဲ့ပတ်သက်တဲ့ထုတ်ပြန်ကြေညာချက်မှာဖော်ပြပါရှိပါတယ်။အကြမ်းဖက်စစ်တပ်ကအပြစ်ခတ်ရက်စဲရေးကြေညာချက်များကိုဟန်ပြထုတ်ပြန်ထားတော်လဲလက်တွေ့တွင်မူလေကြောင်တိုက်ခတ်မှု မှုများလက်နက်ကြီးဖြင့်တိုက်ခိုက်မှုများလူစုလိုက်ပြုံလိုက်တပ်ဖြတ်မှုများကိုနေ့စဉ်ရက်ဆက်ဆိုသလိုကျူးလွန်လျက်ရှိနေပါတယ်။ဒါအပြင်ထို့သို့သောဆီယာဆွဲမှုများကိုမကျူးလွန်ရကြောင်းအတန်းပတ်စစ်တပ်ထုတ်ကန်ထားသောနိုင်ငံပိုင်မီဒီယာများဖြစ်တဲ့ MRTV မြဝရီတို့မှတဆင့်ပြောင်ကြကြငင်းဆန်နေတဲ့သတင်းမှားများထုတ်လွှင့်ဖြစ်စေစစ်တပ်လော်ဘီများစွာကိုငွေပေးအသုံးပြုပြီးသတင်းတူများပုံဖြတ်ထားသောအချက်အလက်များဖြန့်ချီခြင်းဖြင့်ဖြစ်စေဖုံးကွယ်ရန်စူးစမ်းလျက်ရှိသည်ကိုလည်းတွေ့ရပါတယ်လို့ဖော်ပြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အတန်းပတ်စစ်တပ်ရဲ့လေကြော ောင်းတိုက်ခိုက်မှုများရပ်တန့်ရေးနှင့်အဆိုပါတိုက်ခိုက်မှုများအတွင်းပြည်သူလူထုဤအသက်အိုးအိမ်စီးစိမ်ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းနိုင်၏အတော့နီလန်းပေါင်းစုံအုံပြူကအစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ဆိုပါရယ်အကြံဖက်စိုးစုကျူးလွန်ခဲ့ကျူးလွန်လျက်ရှိသောစစ်ရာဇဝဲမှုများတွင်အ திக တာဝန်ရှိသူစစ်ကောင်းဆောင်များအမိတ်ပေးစီခိုင်းသူအရာရှိများလက်တွေ့လောက်ကန်ဆောင်ရွက်သူလေရင်မှုများအကြံဖက်တပ်ဖွဲ့ဝင်များပန့်ပိုးကူညီသူအားပေးအမြောက်ပြုသူများနှင့်တရင်မှန်ကိုဖုံးကွယ်လိမ်ညာနေကြတဲ့စစ်တပ်လော်ဘီများအလုံးကိုဥပဒေနဲ့အညီအပြစ်ပေးအရေးယူနိုင်ရေးအတွက် င်ငံတကာတရားရုံးများနိုင်ငံအလိုက်တရားရုံးများတွင်သာမကပြည်တွင်တရားဥပဒေများနှင့်ပါတရားမျှတမှုဖော်ဆောင်နိုင်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကပြုစုထားတဲ့အချက်လက်များအရ2023ခုနှစ်ဇန်နဝါရီလတရက်နေ့ကနေ2025ခုနှစ်မေလ12ရက်နေ့အထိအတွင်းမှာအကြမ်းဖက်ဆဲအုပ်စုကရန်ကုန်နှင့်နေပြည်တော်မှလွှဲရေးကြံတိုင်းနှင့်ပြည်နယ်73ခုတွင်လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း2689ခုပြုလုပ်ခဲ့ပါတယ်ရှင်။ အခုဆက်လက်ပြီးတော့ပါမခဒေါက်တာခမောင်လင်ရအမျိုးသားညညရေးဆိုရာတမရဝင်ကြီးဌာနရဲ့ဒုတိယဝင်ကြီးအဖြစ်ခန့်အပ်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ပါမခဒေါက်တာခမောင်လင်ရအမျိုးသားညညရေးဆိုရာတမရဝင်ကြီးဌာန၏ဒုတိယဝင်ကြီးအဖြစ်ခန့်အပ်တောင်းဝင်ပေးလိုက်ကြောင်းပြည်တော်စုသမရမြန်မာနိုင်ငံသောပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီကြီးညာချက်အမှန်တင့်မြင်ဆောင်2025မေလ16ရက်တွင်တရင်ထုတ်ပြန်ပါရယ်။ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီသည်2020ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပြည်သူလူထုကဒီမိုကရေစီနည်းကြအနှင်းလိုက်သည့် အာဏာကိုကျင့်သုံးလျက်ဖက်ဒရယ်ဒီမိုကရေစီပြည်ညင်အရာခက်ခဲခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်။ ရှမ်းပြည်အရှေ့ပိုင်းမြမထိုင်းနယ်စပ်မှာမြေရှားတပ်ထုတူးဖော်နေတယ်လို့ SHRF ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါဦးမယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆက်မြို့အနီးထိုင်းမြမနယ်စပ်နဲ့25ကီလိုမီတာအကွာအခန့်မှာဒေသခံပြည်သူတွေရဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်တဲ့မြေရှားတပ်ထုတူးဖော်နေတယ်လို့ရှမ်းလူခွင့်ရေးမှတ်တမ်းအဖွဲ့အစည်း SHRF ကထုတ်ပြန်လာပါတယ်။ SHRF ကမေ25ရက်နေ့ကထုတ်ပြန်ချက်အရအဆိုပါမြေရှားတပ်ထုကွင်းဟာမိုင်းဆက်မြို့တောင်ဘက်မိုင်းယွန်းဒေသဝါပြည်သွေးစည်းညညရေးတပ်မတော် UWSA ရဲ့ထိန်းချုပ်နယ် မြေတွင်မှတည်ရှိတယ်လို့ဂျူရုတပ်ပုံမှတွေ့ရကြောင်းဖော်ပြထားပါတယ်။ဂျူရုတပ်ပုံရာတပ်ထုတွင်နှစ်ခုရဲ့ပုံရိပ်ကိုထင်ရှားစွာတွေ့ရပြီးအဆိုပါတပ်ထုတွင်များမှဆုံးဖြတ်ပစ္စည်းတွေဟာနမ်ခုံမြစ်ထဲစီးဝင်နေတာကြောင့်ရေအရင်းမြစ်တွေကိုညစ်ညမ်းစေကအဆိုပါမြစ်ရေစီးစင်းရာနှစ်နိုင်ငံလုံးကပြည်သူပေါင်းတသန်းကျော်ရဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်လာနိုင်မဲ့အရေးစိုးရိမ်ပွဲရှိတယ်လို့ဆိုပါတယ်။ဂျူရုမတန်တပ်ပုံဟောင်းတွေအရမိုင်းဆက်မြို့နယ်ကမြေရှားတပ်ထုတွင်နှစ်ခုကို2023ခုနှစ်နှစ်လယ်ပိုင်းနဲ့2024ခုနှစ်နှစ်လယ်ပိုင်းတို့မှာစတင်တူဖ ဖော်ခဲ့ကြတာဖြစ်ပြီးကချင်ပြည်နယ်မှာတရုတ်ကုမ္ပဏီတွေကတူးဖော်ခဲ့တဲ့တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ Institute Li Chin Nilan နဲ့ပုံတရံတူတယ်လို့ဖော်ပြထားပါတယ်။အခုလိုမြေရှားတပ်ထုတူးဖော်မှုတွေကြောင့်မြေပြိုတာမြေပေါ်မြေအောက်ရေအစိမ့်တင်တာငားနဲ့တောရိုင်းတိရစ္ဆာန်တွေတိတ်ဆုံးတာစိုက်ပျိုးပင်တွေထိခိုက်တာတွေဖြစ်စေနိုင်ပြီးမြေကမ်းတစ်လျှောက်ကမြန်မာနဲ့ထိုင်းပြည်သူတွေရဲ့ကျန်းမာရေးကိုချိန်ချောင်နေတာကြောင့်နှစ်နိုင်ငံတာဝန်ရှိသူတွေအနေနဲ့အစောတလင်စုံစမ်းကအများပြည်သူကိုထုတ်ဖော်ပြသဖို့လိုအပ်တယ်လို့တိုက်တွန်းထားပါတယ်ရှင်။ အခုဆက်လက်ပြီးတော့မုံရွာမှာလေချောင်းရံနဲ့လက်နက်ကြီးအန်ရဆိုင်ရာအသိပညာပေးဆွေးနွေးပွဲများပြုလုပ်တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ယခုကာလမှာအရေးပေါ်လို့အန်နေတဲ့လေချောင်းအန်ရနဲ့လက်နက်ကြီးအန်ရဆိုင်ရာအသိပညာပေးဆွေးနွေးပွဲများပြုလုပ်ခဲ့တယ်လို့ Burma Liberation Democratic Front BLDF ကထုတ်ပြန်ထားပါတယ်။အဆိုပါဆွေးနွေးပွဲများကို Burma လွတ်မြောက်ရေး Democratic တပ်ဦး BLDF ရဲဘော်များနဲ့မုံရွာအမြင့်လန်တပိတ်ဦးဆောင်ကော်မတီမှရဲဘော်များပူးပေါင်းဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။ ဒေတာတွေမှာရေရှည်စစ်ဆောင်မိဘပြည်သူများအနေနဲ့ဒေချောင်းနဲ့လက်နက်ကြီးအန်ရဲကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရဲဘုတ်ခုအချင်းများစနစ်တကျတူးကြရန်နဲ့ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးဆွေးနွေးခဲ့ကြတယ်လို့သိရပါပါတယ်ရှင်။ ဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထိမ်းအမှန်ကပြားနဲ့ဝိတုတိုပြိုင်ပွဲဝင်များကို CRPS Food Group နော်ဝေမှဖိတ်ခေါ်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထိမ်းအမှန်ကပြားနဲ့ဝိတုတိုပြိုင်ပွဲဝင်များကို CRPS Food Group နော်ဝေကဖိတ်ခေါ်ထားပါတယ်။ပြိုင်ပွဲဝင်ကပြားဝိတုတိုစာမှုများသည်ဒေါ်အောင်ဆန်းစုကြည်နေဖြစ်စေ၊ຫນွေဦးတော်လန်ရင်နေဖြစ်စေ၊နှမျိုးလုံးနေပတ်သက်၍ဖြစ်စေပေါ်ပြလာသည့်ခန်းစားမှုများကိုရေးဖွဲ့သောစာမှုဖြစ်ရမယ်လို့အစည်းအကမ်းသတ်မှတ်ထားပါတယ်။ဝိတုတိုနဲ့ကပြားပြိုင်ပွဲကိုပြုလုပ်ရခြင်းက ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုဂုံပြုဖို့ဖြစ်တယ်လို့မြန်မာနိုင်ငံနဲ့နိုင်ငံသားတွေအတွက်သူဆောင်ရွက်ခဲ့တာတွေကိုပြည်သူတွေကတံပိုးထားကြောင်းပြသချင်တာလည်းပါပါတယ်။ဒေါ်ဆန်းစုကြည်နဲ့တကွာတခြားနိုင်ငံရေးအကျဉ်းသားတွေမတရားထောင်ချခံထားရတာကိုပို့ပြီးမြင်သာစေခြင်းနဲ့သဘောလည်းပါပါတယ်။စာရီကြပြာတွေဆိုတာတွေကခေတ္တခေတ်ရဲ့မှန်တမ်းမှာဒီမှတ်တမ်းတွေကိုထင်ထင်ရှားရှားကြံရေးစေခြင်းနဲ့အတွက်ကျမတို့တော်လန်ပြည်သူတွေကတဏီတလန်နဲ့အထောက်ပံ့ပြုတဲ့သဘောပါ။ဒီပြိုင်ပွဲမှာအနိုင်ရသူတွေကိုထပ်ဆောင်ပြီးစုပေးခြင်းတွေရှိရင်လေကျမတို့ဖိတ်ခေါ်ပါ ါတယ်လို့ CIA Facebook Group Norway မှာအတွင်မူတော်ဝင်မော်ဝင်က Radio NUG ကိုပြောပါတယ်။ပြည်ပွဲဝင်စာမှုများကို2025ခုနှစ်ဇွန်လ10ရက်မြန်မာချိန်ည7:00နာရီအနောက်ဆုံးထားရေးပေးပို့ရမည်ဖြစ်ပြီးစုရစင်းကိုပြည်ပွဲကျင်းပရေးကော်မတီကဒေါအောင်ဆန်းစုကြည်မွေးနေ့ဖြစ်သည့်ဇွန်လ19ရက်နေ့တွင်ကြေညာမှာဖြစ်ပါတယ်။စုကြည်များအနေနဲ့ပထမစု7သိန်း၊ဒုတိယစု4သိန်း၊တတိယစု2သိန်းတို့ဖြစ်ကြပါရဲ့ရှင်။ အခုနောက်ဆုံးအနေနဲ့ကလေးဒေသစစ်ဆောင်ပြည်သူများအတွက်ပထမအကြိမ်ဖြစ်အင်တာလှူတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ကလေးဒေသစစ်ဆောင်ပြည်သူများကျန်းမာရေးအစီအစဉ်ပြေရန်အင်တာသုံးလုံးဆောက်လုပ်လှူဒန်းပေးခဲ့ကြောင်း Lighthouse စပေးဆောင်ကုညီထောက်ပံ့ရေးအဖွဲ့မှတရင်ဖော်ပြပါရယ်။မိုးရသည်ကြာရောက်တော့မှဖြစ်လို့မိုးရင်ကာလသည်အပြားနာဝမ်းပြဝမ်းလျှော်ယောဂါထူပြောတာကြောင့်ဝမ်းယောဂါမဖြစ်ပွားရအောင်ရင်လုံးအင်တာဟာလည်းမရှိမဖြစ်အရေးကြီးတဲ့ကဏ္ဍတစ်ခုကနေပါဝင်တယ်လို့ဆိုထားပါရယ်။အင်တာသုံးလုံးလှူဒန်းပေးကြတော့အလှူရှင်တအူးတယောက်ချင်းစီကိုအထူးကျေးဇူးတင်ရှိကြောင်းဖော်ပြ ြထားပါရရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော်တာကီနဲ့ Car Share တို့ကပေးပို့ထားတာဖြစ်ပါရရှင်